်လန်ကုန်ရဲ့လက်ရှိအခြေအနေကိုဖွဲ့ဆိုသွားတဲ့သတိရှင်ဖြစ်ပါတယ်။လက်ရှိနန်ကုန်မြစ်ဟာအရင်ကလိုကြည်လင်မှုမရှိတော့ဘဲညဉ့်ဉန်းမှုတွေကြောင့်နန်ကုန်မြစ်ကိုအမိတင်းပြုနေကြတဲ့ပြည်သူတွေအတွက်စိန်ခေါ်မှုတွေစိုးရိမ်ပူပန်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ဒီနန်ကုန်မြစ်ရေဟာမြန်မာထိုင်းနှစ်နိုင်ငံကပြည်သူတွေမိခိုနေရတဲ့မြစ်ချောင်းဖြစ်ပါတယ်။ဒီမြစ်ရေဟာထိုင်းနိုင်ငံရှင်ရိုင်းခရိုင်ကပြည်သူတွေအတွက်အသက်သွေးကြောလို့လည်းတင်စားထားပါတယ်။ နန်းခုံမြင့်အတွင်းအာဆင်နှင့်ပါဝင်နေမှုဟာမြစ်ထဲမှာရှိရငါမျိုးစိတ်တွေအပေါ်ဆိုးရွားတဲ့တက်ရောက်မှုတွေလည်းဖြစ်နေသလိုစိတ်ပျော်ရည်လောက်ကိုင်းနေသူတွေအတွက်လည်းအနေရကြရောက်လာတာပဲဖြစ်ပါတယ်ဒီမြင့်ရည်အခုလိုဖြစ်ရတာမြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်းကနန်းခုံမြင့်တခြားမြေချားတက်တုနဲ့ရွှေတူးဖုံမှုတွေကြောင့်ဖြစ်ပါတယ်ထိုင်းနိုင်ငံအတွင်းကိုစီးဝင်လာတဲ့နန်းခုံမြင့်ရည်ဟာဆိုးဝါးစွာညဉ့်ညမ်းလာပြီး ်တစ်တော်တွေခုတ်တွင်ရှင်းလင်းလာမှုတွေကြောင့်လည်းမကြုံစဘူးရေလွှမ်းမှုမှုတွေကိုပါ ခံစားလာရတဲ့အတွက်ဒီလိုနယ်ဇက်ဖြတ်ကျော်အကျိုးတက်ရောက်မှုတွေကို ထိုင်းလူထုထောင်ချီကလည်းဇွန်လ9ရက်နေ့ကမ္ဘာတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးနေ့မှာစန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်ရှမ်းပြည်နယ်အတွင်းရွှေကြောက်မီတွေမြေရှားတက်တူတူဖော်မှုရှင်းရှင်းရက်မြစ်ချောင်းများအစိတ်အသိမှုကင်းစင်ပြီး ကဘာတီတရွေ့ဆက်လက်ရှင်တန်နိုင်ပါစေ safe river safe light safe coat river safe side river safe mekhaw river safe all rivers in shan state စသည့်စာသားများနဲ့လည်းကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ကျွန်မဒီလိုရင်တော့ဒါတစ်ခါမှမကြုံဘူးဘူး။ငါလည်းမစားရဲဘူး။ဒီပြဿနာကြောင့်နောင်လာမဲ့မျိုးဆက်အတွက်စိတ်ပူတယ်။ဒီနန့်ခုတ်ချောင်းကကျမတို့ရှင်ရိုင်းလူထုရဲ့အသက်သွေးကြောပါပဲ။ ထိုင်းနိုင်ငံတဘာဝအရင်းမြစ်ဌာနက2024ခုနှစ်အောက်တိုဘာလမှာလေးလာမှုတစ်ခုပြုလုပ်ခဲ့ပြီးလေးလာမှုအရာမဲဆိုင်မြို့မြောက်ဖက်နယ်စပ်တစ်ချောက်မှာရေကြီးရေချမ်းမှုတွင်တခါမှမကြုံခဲ့ဘူးတဲ့နှုံးမြေတင်ကြမှုတွေဖြစ်ပေါ်ခဲ့တာဟာလည်းမိုင်းဆက်မြို့အရှိပိုင်းကအကြီးစားရွှေတူးပုံမှုတွေကြောင့်လို့ဆိုထားပါဗျာ ။လွန်ခဲ့တဲ့လတွေအတွင်းမှာလဲချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ်နေရာ၃ခုကရယူထားတဲ့မြင့်ရည်နမူနာတွေမှာလဲအာဆင်နစ်ပါဝင်မှုဟာဘေးကင်းတဲ့အဆင့်ထက်လွန်စွာကျော်လွန်နေကြောင်းတဘာဝပတ်ဝန်းကျင်နဲ့ညဉ့်ညံ့မှုထိန်းချုပ်ရေးယုံ EPCO မှတာဝန်ရှိသူတို့ကပြောခဲ့ပါတယ်။ထိုင်းနိုင်ငံနယ်စပ်ကနေ25ကီလိုမီတာခန့်ကွာဝေးပြီးဝတပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့မိုင်းဆက်မြို့တောင်ဖက် မိုင်းယွန်းဒေသမှာ တရုတ်ကုမ္ပဏီတွေရဲ့ရွှေမြေချားတပ်တုတူးဖော်မှုတွေကစွန့်ပစ်ပစ္စည်းတွေကြောင့်ထိုင်းနိုင်ငံအတွင်းဖြတ်တန်းစည်းဝင်လာတဲ့နန်းခုံမြစ်ရေဟာအာဆင်နစ်ပါဝင်မှုတက်မတ်စံနှုန်းထက်လွန်ကဲလာနေပြီးရေအရေတွေးဆိုးဝါးလာမှုကဒေတာခန်တွေရဲ့ကျန်းမာရေးကိုချိမ့်ချောက်လာနေကြောင်းမေလ15ရက်နေ့မှာရှမ်းလူခွင့်ရေးမန်တိုင်ကထုတ်ပြန်ခဲ့ပါတယ်ထိုင်းနိုင်ငံကိုစီးဝင်နေတဲ့မြစ်တွေအနီးမှာမြန်မာကကျင်းဖွင့်တပ်တုတွေ၅ခုထပ်မင်းနေပြုတ်လုံနေပြီး ဲ့ဒီမျက်ရည်တွေကိုမိခိုနေရတဲ့ထိုင်းပြည်သူတသက်တမနှစ်တန်းကျော်ရှိနေတဲ့အတွက်မိသားစုထောင်ပေါင်းများစွာစိုးရိမ်ပွဲအစီအစဉ်တွေကြောင့်ထိုင်းပြည်သူတွေဆန္ဒထုတ်ဖော်မှုတွေကိုပြုလုပ်လာရတာပဲဖြစ်ပါတယ်။ညီချားတတုတူးဖော်မှုနဲ့ရွှေတူးဖော်မှုတွေကိုရက်ဆိုင်ဖို့အတွက်လည်းထိုင်းလူထုကဆရာနာကျင်ခေါင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်းထိုင်းဝင်ကြီးချုပ် တရုတ်ဝင်ကြီးချုပ်တို့ကိုလည်းစာပေးပို့ခဲ့ပါတယ်။ဒီနယ်ဘက်ရှိမိုက်ဒိုမြာမှာစီးဆင်းလာသောညဉ့်ဉေးရင်များ၏အန္တရာယ်ကိုမြင်ဆိုင်နေရပါသည်။အဆိုပါမြစ်များတွင်မဲခေါင်ကြီး၊ခေါင်ကြီး၊ဘရောင်ကြီး၊စိုင်းမြစ်များပါဝင်ပြီးလိုခဲ့သောနေ့အတွင်းခေါင်းမြစ်တော်ဝိုင်းတွင်ရှိသောပြည်သူများကရေးကြည်သောတွေရာသည်တွေဖြင့်ပြည်သူတွေဘက်ကအစွမ်းကုန်ဆန္ဒထုတ်ဖော်ပြောဆိုကြပေမယ့်တာဝန်ရှိသူတွေဘက်ကအရေးယူဆောင်ရွက်မှုတွေရှိလာနိုင်မလားဆိုတာကတော့မသေချာသေးတဲ့ပုံစံတစ်ခုလိုဖြစ်နေပါတယ်။ နန်းခုတ်မြစ်တွင်မှအာဆင်နစ်ပါဝင်နေကြောင်းသိရှိပြီးတဲ့နောက်ဒီပြဿနာဖြေရှင်းပေးဖို့ထိုင်းအစိုးရအနေနဲ့အရေးယူဆောင်ရွက်မှုတွေနေကွေ့နေကြောင်းထိုင်းဒေသခံတွေကလည်းပြောဆိုလိုက်ပါတယ်ทำได้ไหมที่ทำเช่นนั้น คิดสิงใดคนนั้น มีพี่รู้พี่หันยินน้องของพี่จะเป็นจะดังดอกเสียบันยอดดอยเจ้าบ้าหรือยังโอไม่ใครไม่ว่าวันดีวันไหน